ကိုဒီနေ့ကျမ်းပါရတော့ဆာလံနံပါတ်60ဖြစ်ပါတယ်။အခန်းကြီး60ဒါဝိဒ်ဒီမေတောပေါ်တာမိရှူရီလူတို့နှင့်ဇောဘရှူရီလူတို့ကိုစစ်တိုက်ပြီးမှယောဘသည် ပြန်၍အေဒုံလူ12000တို့ကို စားချိုင်း၌လုကြံသောအခါဆက်ဆိုသောဆာလံခန်းငယ်1မှ9။"ဘုရားသခင်ကိုရောဒီအမျက်ထွက်သည်ဖြင့်အကျွန်ုပ်တို့ကိုစွန့်ပြစ်၍ အယက်ရတို့ကွဲပြားစေတော်မူပြီတဖန်ကျွန်ုပ်တို့ကိုအသက်ရှင်စေတော်မူပါမြေကြီးကိုလှုပ်၍ခွဲတော်မူပြီကွဲအရာတို့ကိုတဖန်ဆစ်ဆက်စေတော်မူပါတုံလုံလျက်ရှိပါသေး၏ကိုတော်ဤလူတို့ကိုခက်ထန်စွာစီရင်၍ပိုင်တွေ့ခြင်းစပြည့်၏ကိုတိုက်တော်မူပြီကိုတော်ကိုကြောက်ရွံ့တော်သူတို့သည်တစ္ဆာတရားကြောင့် ထူရသောအလံကို ပေးသနာတော်မူပြီးချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်းအကျွန်ုပ်စကားကိုနားထောင်၍လက်ရလက်ယုံတော်အဖျင်ကဲတင်တော်မူပါအငယ်၆မှ၁၂တန်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍ဘုရားသခင်သည်ဗျာဒိတ်ထားတော်မူသောကြောင့်ငါသည်ဝမ်းမြောက်မည်ရှေခင်မြို့ကိုပိုင်ချမည်သူကုတ်လေပြင်ကို တိုင်းထွာမည် ဂိလပြည်ကိုငါပိုင်ရ၏မနာရှေပြည်ကိုလည်းငါပိုင်ရ၏အေဖရိပြည်ကငါဥကောင်း၏အစွမ်းဖြစ်ရ၏ယူရာပြည်ကငါ၏လွတ်တော်ဖြစ်ရ၏မောဘပြည်ကငါရေချိုးအိုးဖြစ်ရ၏အေဒုံပြည်ကငါခြေနှင်းရာဖြစ်ရ၏ဖိလိတိပြည်အပေါ်မှာ အောင်တန်နှင့်ကြွေးကြော်မီအာချီသောမြို့တဲသို့ငါကိုအဘဲသူတွင်ပေးမည်နီ အရုံပြည်သို့ငါကိုအဘဲသူလမ်းပြမည်နီ။အိုးဖျားသခင်အကျွန်ုပ်တို့ကိုစွန့်ပစ်တော်မူသောကိုရိုဒီပြုတော်မူမည်မဟုတ်လော။အိုးဖျားသခင်အကျွန်ုပ်တို့ဘူဂျင်းနှင့်တူကြွတော်မူမူသောကိုရိုဒီပြုတော်မူမည်မဟုတ်လော။ဒုက္ခနှင့်ကင်းလွတ်စေခြင်းဟံမဆတော်မူပါ။လူတို့သည်ကယ်တင်ခြင်းဟံမတတ်နိုင်ကြပါ။ဖျားသခင်အားဖြင့်ငါတို့သည်ရဲရင်စွာ ပြုကြမည်။ ငါတို့ဤရန်သူများကိုကိုတော်တိုင်နင်းတော်မူမည်โอเคနောက်ကြိုက်ပါပြန်တွေ့ကြမယ်ဘိုင်ဘိုင်